ီပါပြည်သူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရဲ့ရှင်။မနေ့ကတရက်တာလေးသတင်းသုံးသပ်တာလေးနားလိုက်ပါရဲ့ရှင်။ထုံးစံအတိုင်းမိပိတ်တွေဆိုဒီမှာပေါ့နော်။ကျမတို့တို့ကအမြဲတမ်းစောင့်ကြည့်နေရဆိုတော့ကျမရဲ့ဒီနားလိုက်တယ်ဆိုတော့တရက်တာပေါ့နော်။နားတယ်ဆိုတဲ့အကြောင်းရေးထားတဲ့ post အောက်မှာ comment တွေလာရေးသွားရဲ့ရှင်။တတလုံးနားသွားလဲကောင်းတယ်တဲ့။ဆိုတာလည်းအဲ့လိုပေါ့နော်။အဲ့လိုလာရေးကြရဲ။ကျမအနေနဲ့ပြောချင်တာကတော့ဘာလို့တတလုံးနားရမှာလဲရှင်ကျမတို့နားလိုက်လို့ရှိရင်မိဘပြည်သူတွေကဟွာရမိုင်းနေအောက်ထဲမှာပို့ပြီးတော့နှိမ့်မြုပ်သွားမှာပေါ့ရှင် သတင်းမှန်လေးမသိရတော့ဘူးနိုင်ငံရဲ့အခြေအနေတွေကိုရှုထောက်တစ်ခုကနေမမြင်ရတော့ပဲနဲ့ရှုထောက်တစ်ခုတည်းကနေပဲကြည့်ပြီးတော့တိုင်းပြည်ပျက်စီးရပျက်စီးကြောင်းကိုပဲစဉ်းစားဆင်ခြင်သုံးသပ်နေကြတဲ့အဖွဲ့သားတွေမှာဒုက္ခရောက်မှာပေါ့ရှင့်ဟုတ်တယ်မလားဒါကြောင့်ကျွန်တော်ကနေ့စဉ်နေတိုင်းမိဘပြည်သူတွေတည်တဲ့ data တွေသတင်းအမှန်တွေကျွန်တော်တို့ရဲ့ရှုထောက်တစ်ခုပေါ့နော်ဒါဖြစ်ရမှာတစ်ခုမှာတော့ရှုထောက်ကဘောင်းဆောင်ရှိတာပေါ့ သူများရဲ့တက်ဆက်တဲ့ရှူတော့ကတစ်ခုကျမတို့တက်ဆက်တဲ့ရှူတော့လေးကတစ်ခုဒါပေမဲ့ရှူတော့အားလုံးကိုတိထားတာကသွေးခေါ်တွေမှန်စေတယ်လေဒါကြောင့်ကျမတို့ရဲ့တက်ဆက်တဲ့သတင်းတွေဟာလည်းရှူတော့တစ်ခုကနေတက်ဆက်တာဖြစ်တဲ့အတွက်ဒါလေးကိုမိဘပြည်သူတို့သိနေတယ်ဆိုတာကအတွေးခေါ်တွေမှန်စေတဲ့အကြောင်းတရားတွေဖြစ်လာမှာလေဒါကြောင့်ကျမတို့ကစူးစမ်းတက်ဆက်နေရတာဖြစ်ပါရဲ့ရှင့်ဒီပိတ်တွေကျမတို့ဘလို့ပဲဆက်ဆက်ဘလို့ပဲဒီလောကကနေနားသွားဖို့အတွက်စူးစမ်းစူးစမ်းကျမတို့ကတော့ကျမတို့နိုင်ငံနဲ့လူမျိုးအတွက်ကျမတို့ချစ်ရတဲ့မိဘပြည်သူတွေအတွက်ကိုနေ့စဉ်နေ့တိုင်းစူးစမ်းပြီးတော့သတင်းလေးတွေကိုရှာဖွေပြီးတင်ဆက်ပေးနေအောင်ပါဖြစ်ပါရဲ့ရှင့် ဒါ limited second လေး intro လေးပြောတာပါ။ကျမဒီနေ့ပထမအဆုံးပြောရမယ့်သတင်းလေးကတော့ကျမတို့ကမ္ဘာမှာအခုဆိုရင်သုံးဝင့်ဆိုင်ဇလန်းဖြစ်သွားပါပြီရှင်။သုံးဝင့်ဆိုင်ဇလန်းကတော့အချစ်ဇလန်းမဟုတ်ပါဘူးရှင်။သုံးဝင့်ဆိုင်ပြီးတော့ဝိုင်းချစ်ကြတာမဟုတ်ပါဘူးရှင်။သုံးဝင့်ဆိုင်ပြီးတော့စစ်တိုက်နေကြတာဖြစ်ပါရှင်။အဲ့ဒါကတော့အီရန်နဲ့အမေရိကန်နဲ့အစ္စရေးရဲ့ကိစ္စသားဖြစ်ပါရှင်။အဲ့ဒီကိစ္စလေးကိုကျမဒီနေ့မှာဘယ်သူမှမပြောရသေးတဲ့ရှုထောင့်လေးတစ်ခုကနေပြီးတော့တင်ဆက်ပေးချင်ပါရှင်။ပထမဆုံးပြောပြရမှာကတော့ဒီသုံးဝင့်ဆိုင်ဇလန်းလေးထဲမှာနှစ်ဦးပေါ့နော်အီရန်နဲ့အစ္စရေးစစ်ဖြစ်တဲ့အကြောင်းအရာမိဘပြည်သူများလည်း သိပ္ပိသားဖြစ်မယ်။အီရန်နျူကလ িয়ার လက်နက်ပိုင်ဆိုင်နိုင်ပြီလို့သတ်မှတ်ထားတဲ့အတွက်အစ္စရေးကနေပြီးတော့ဒါသူ့နိုင်ငံရဲ့လုံခြုံရေးကပိုင်းမှာရှိတဲ့နိုင်ငံတိုင်းရဲ့လုံခြုံရေးအတွက်ကိုသူကလှုပ်ဆောင်လိုက်တယ်ပေါ့နော်။အဲ့ဒီမှာအမေရိကန်နိုင်ငံကလည်းဇွန်လ22ရက်နေ့မှာသွားပြီးတော့အီရန်ကနျူကလ িয়ার နေရာတွေကိုဖုံးကျဲတယ်။အဲ့ဒီကိစ္စမှာဘူးမမစင်းစားမိသေးတဲ့ရှူတောက်လေးတစ်ခုပေါ့နော်။အဲ့ဒါကတော့နျူကလ িয়ার လက်နက်ဆိုရင်ရှူတောက်ဖြစ်ပါရဲ့ရှင့်။အစ္စရေးနဲ့အီရန်နဲ့တိုက်ပွဲဖြစ်သွားပြီးတဲ့နောက်မှာပေါ့နော်ဒီဇွန်လပိုင်းမှာဆိုရင်အီရန်အလဲပိုင်းတီးတန့်ဧရိယာမှာ 5.1 magnitude အဆင့်ရှိတဲ့ငလင်ခုလှုပ်ခတ်ခဲ့ပါရဲ့9ရက်4လ2024တုန်းကလည်းဘွားတို့မြေအောက်မြူစက်ရုံရှိတဲ့တီးတန့်ဆုံးမှာ4.2အဆင့်ရှိတဲ့ငလင်လှုပ်ခဲ့မှုတဲ့ရှင်2024တုန်းကတခါလှုပ်တဲ့ခု2025ဇွန်လပိုင်းမှာတခါလှုပ်တယ်ပေါ့နော်အဲ့ဒီငလင်တွေကပုံမှန်မဟုတ်ပဲနဲ့မြေအောက်မှာနျူကလ িয়ার စမ်းသပ်မှုတွေလှုပ်တဲ့အတွက်ဖြစ်လာတယ်ဆိုတော့လည်းသုံးသပ်နေရသူတွေရှိပါရဲ့လူကိစ္စဖြစ်ပေါ်ပြီးရဲ့နောက်မှာဆိုရင်အမေရိကန်နိုင်ငံကဇွန်လ22ရက်နေ့မှာအီရန်မှာရှိတဲ့နျူကလ িয়ার စက်ရုံတွေ၃နေရာပေါ့နော်အဲ့ဒီ၃နေရာကိုသွားပြီးတော့ဘုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါရဲ့ရှင် ဒီလိုတက်ခိုက်ပြီးတဲ့ခါမှာဆိုရင် Trump ကကြေညာထားရှိရဲအီရန်ရဲ့နျူကလ িয়ার လက်နက်ဖြစ်နိုင်ခြေကိုအပြီးတိုင်ဖယ်ရှားဖို့အတွက်သူကဒီတိုက်ပွဲကိုလုပ်ခဲ့တယ်ဆိုပြီးတော့ပြောကြားထားပါရှင့်အီရန်ကတိုက်ခိုက်ခံရတဲ့နျူကလ িয়ার ဆက်ယုံ၃ခုမှာ Fudo နျူကလ িয়ার ဆက်ယုံဆိုတာပါတယ်ရှင့်အဲ့ဒီဆက်ယုံကနျူကလ িয়ার ထိပ်ဖူးထုတ်လုပ်နိုင်တဲ့အဓိကနေရာဖြစ်ပြီးတော့မြေအောက်80 90မီတာအနက်မှာတိစောက်ထားတယ်လို့သိရပါရှင့် ဒီတော့ကျွန်မအနေနဲ့နျူကလ িয়ার နဲ့ပတ်သက်ပြီးပြောချင်တာဆိုတော့နျူကလ িয়ার လက်နက်တွေစမ်းသပ်လို့ရှိရင်ငလင်တွေဖြစ်နိုင်လားဆိုတာလေးကိုအယုံဆုံးကျွန်မအနေနဲ့ပညာရပ်ပိုင်းဆိုင်ရာတွေပေါ့နော်နိုင်ငံတကာကနေထုတ်ထားတဲ့စာရွက်စာတမ်းတွေသုတေသနလုပ်ငန်းတွေဒီလိုဟာတွေကနေစုစည်းပြီးတော့ကျွန်မ သတင်းလေးထုတ်ထားပါရရှင်အဲ့ဒါလေးကျွန်တော်ပြီးမှပြသူများဖတ်ပြပါမယ်ရှင်နိုင်ငံတွေဟာမြေအောက်မှာနျူကလ িয়ার လက်နက်ကိုစမ်းသပ်မယ်ဆိုရင်ငလင်ဖြစ်နိုင်ခြေရှိပါရရှင်အဲ့လိုမျိုးငလင်ကိုလူလုံငလင်လို့ခေါ်ပါရရှင်အဲ့ဒီလူလုံငလင်တွေဟာဆိုရင်စမ်းသပ်မှုရဲ့ပြင်အားအနက်ဒေသနဲ့ဘူမိဗေဒဖွဲ့စည်းပုံအပေါ်မူတည်ပြီးတော့ပြင်အားအဆင့်အကွာခြားတတ်ပါရရှင်ဒီအောင်မှာစမ်းသပ်မယ်ဆိုရင်ပြင်အားတိုက်ရောက်မှုကဘုံရဲ့အရွယ်အစားပေါ့နော်1ကီလိုတန်အသေးစားစမ်းသပ်မှုဆိုရင်4.0မဂနီကျူအောက်ငလင်ဖြစ်တတ်တယ် ်။100ကီလိုတန်အလတ်စားစမ်းသပ်မှုဆိုရင်5.0 5.5မဂနီကျူငလင်တွေဖြစ်တတ်တယ်။အကြီးစားစမ်းသပ်မှုလုပ်မယ်ဆိုရင်6.0အထက်မဂနီကျူရှိတဲ့ငလင်အကြီးစားတွေဖြစ်တတ်ပါရှင့်။ဒါပြင်မြေအောက်အနက်900မီတာအောက်မှာစမ်းသပ်မယ်ဆိုရင်ငလင်ပြင်းအားလျော့နေနိုင်တယ်။အနည်းငယ်ပဲခံစားရနိုင်တယ်ပေါ့နော်။200မီတာအောက်လောက်မှာပဲစမ်းသပ်မယ်ဆိုတော့မြေမျက်နှာပြင်ကိုတိတာတဲ့တုံ့ခါမှုကရောက်ရှိပါတယ်ရှင့်။တိတိတတ်တတ်ခံစားရနိုင်တယ်ဆိုတော့သဘောပါပဲ။ ကျမတို့ကမ္ဘာပေါ်မှာဆိုရင်နျူကလ িয়ার လက်နက်တွေမဆန့်တက်ရဘူးဆိုတဲ့စာချုပ်တွေလုပ်ထားရှိရပေါ့နော်အဲ့ဒီစာချုပ်တွေကိုဒါအီရန်တို့ဘာလို့လက်မှတ်ထိုးထားပါလဲရှင်နိုင်ငံတော်များလည်းလက်မှတ်ထိုးထားကြရပေါ့နော်အားလုံးကတော့ရှင်မလုပ်ဘူးလို့ပြောကြရတယ်ဆိုရင်ပဲလေခိုးလုတဲ့ကိစ္စတွေလည်းရှိရှိပါပေါ့နော်အဲ့လိုမျိုးဇလန်းတွေပါရှင်ဒီတော့ကျမတို့အနေနဲ့နောက်ထပ်စဉ်းစားမိတဲ့မေးခွန်းလေးခုရှိလာမယ်လို့ထင်တယ်နိုင်ငံတစ်ခုကနျူကလ িয়ার ဆန့်တက်လို့ရှင်သူ့နိုင်ငံအတွင်းမှာပဲငလင်ပေါ့နော်လူလုံးငလင်ဖြစ်နိုင်တာလားအိန္ဒိယချင်းနိုင်ငံတွေကိုရောတက်ရောက်နိုင်လားဆိုရင်မေးခွန်းလေးကိုလည်းကျမသိကျင်လာရပြီးတော့ဆက်လက်ပြီးရှာဖွေထားပါရှင် ီအခြေခံသဘောတရားအရဆိုရင်နျူကလ িয়ার ဆန်တက်မှုတွေကိုမရောက်မှပြုတ်လောက်မယ်ဆိုရင်ငလင်လိုင်းတွေဖြစ်ပေါ်နိုင်ပြီးတော့အဲ့ဒီလိုင်းတွေကကမ္ဘာတလွှာကမ္ဘာအလွှာတွေကတဆင်ပေါ့နော်အနီးအနားနိုင်ငံတွေလည်းရောက်ရှိနိုင်ပါရဲ့ဒီလိုတန်းအောင်မှုပြင်အားတွေမှာဆိုရင်အကျွန်မခုနကပြောသလိုပဲသိငယ်တဲ့ဆန်တက်မှုတွေဆိုရင်အခြားနိုင်ငံတွေမရောက်ဘူးကြီးမားတဲ့ဆန်တက်မှုဆိုရင်တော့အခြားနိုင်ငံအနီးအိအိနီးချင်းနိုင်ငံတွေမှာပေါ့အနီးချင်းနိုင်ငံတွေမှာဆိုရင်4.0 5.0မဂနီကျူတင်ငလင်လောက်တဲ့ကိစ္စတွေဖြစ်နိုင်ပါရဲ့ကြောက်လွားပြည့်ပြည့်ကြောတွေရှိရဲ့နေဆက်ဒေတာတွေမှာဆိုရင်လည်းဒါဖြစ်နိုင်ခြေရှိပါရှင့် ပြောမှာဆိုတော့သူများနိုင်ငံဆက်တက်လို့ရှိရင်ကိုယ်နိုင်ငံမှာလည်းငလင်ကအဲ့လိုမျိုး5.0ပေါ့နော်အဲ့လောက်အခြေအနေလောက်ထိကိုလာပြီးတော့လှုပ်နိုင်တဲ့အခြေအနေတွေရှိပါရှင့်ဘဝပေါ်မှာလည်းသူများနိုင်ငံကစံတက်တော့ကိုယ့်နိုင်ငံမှာလာထည့်ရဖြစ်စဉ်တွေရှိခဲ့ပါတယ်။မြောက်ကိုရီးယား2019မှာစံတက်လိုက်တော့ဆိုရင်6.3 magnitude ရှိတဲ့ ငလင်ကတရုတ်နဲ့မြောက်ကိုရီးယားနယ်စပ်မှာငလင်လှုပ်ချင်းကိုဖြစ်ပေါ်သွားစေခဲ့ပါရှင့်ပါကစ္စတန်မှာဆိုလည်းဒီလိုပဲ1998တုန်းကစမ်းသပ်မှုလုပ်ခဲ့တဲ့အတွက်အိန္ဒိယနယ်စပ်မှာ4.8မဂနီကျူငလင်ကိုဖြစ်ပေါ်စေခဲ့ပါရှင့်ဒါပေမဲ့နိုင်ငံတစ်ခုကနျူကလ িয়ার စမ်းသပ်မှုလုပ်မယ်ဆိုရင်သူ့နိုင်ငံထဲမှာပဲပို့ပြီးတော့ငလင်ဖြစ်နိုင်ခြင်းများတာပေါ့နော်ဘေးအိန္ဒိယနိုင်ငံကိုတော့ဖြစ်နိုင်ခြင်းနည်းတယ် ြစ်သွားလို့ရှင်လည်းကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လောက်တဲ့အဆင့်ထိပြင်းအားမရှိဘူးဆိုတာတော့သိကြပါပဲရှင်ကျမတို့ကွာပေါ်မှာဆိုရင်ဒီလိုနျူကလ িয়ার စမ်းသပ်မှုတွေပေါ့နော်အနေရရှိရဟာတွေကိုမလုပ်ရဘူးဆိုပြီးစာချုပ်ထုတ်ထားရှိသလိုမျိုးလုပ်နေလားဆိုပြီးတော့စောင့်ကြည့်နေတဲ့အဖွဲ့လည်းရှိရဲ့ရှင်အဲ့ဒီအဖွဲ့တွေကတော့ CTPTO လို့ခေါ်တဲ့အဖွဲ့ပါတယ်ပေါ့နော်အဲ့ဒီငလင်စောင့်ကြည့်ရေးကွန်ရက်ဟာဆိုရင်ဘယ်နျူကလ িয়ার စမ်းသပ်မှုကိုမဆိုကမ္ဘာတဝန်းကနေသူကဖမ်းယူပြီးတော့ data တွေစုနိုင်နေရှင်ဒီလိုမျိုးပေါ့စမ်းသပ်မှုတွေရှိလာလို့ငလင်တွေဖြစ်လာတဲ့ဆိုရင်တဘာဝငလင်လား ဟိုလူလုံငလင်လားဆိုတာကိုလှိုင်းပုံစံတွေကိုတွက်ချက်ပြီးတော့စမ်းစစ်ပြီးတော့တို့ကအဖြေထုတ်ပေးတာရှိပါရှင့်ဒီလိုအဖြေထုတ်ပြီးပြီဆိုတော့တို့စမ်းတပ်မှုတွေကိုပေါ်ထုတ်တယ်ပြီးလို့ရှင်နိုင်ငံတကာဥပဒေနဲ့ဒီနိုင်ငံကိုအရေးယူတဲ့ကိစ္စတွေလည်းဖြစ်ပါတယ်ကျမနိုင်ငံမှာဒီ match လ28ရက်နေ့ကဖြစ်ခဲ့တဲ့ငလင်ဆိုတဲ့ဒီလိုပဲလေဘာကြောင့်ဖြစ်လဲဆိုတော့နိုင်ငံတကာကနေပြီးတော့လေ့လာရတယ်စမ်းစစ်ရတယ်ဒါဟာတဘာဝငလင်လားလူလုံငလင်လားဆိုတော့စစ်ဆေးရတယ်စစ်ဆေးပြီးရခါမှာတို့အစီရင်ခံစားရဆိုတာ share ပေါ့နော်ဒါလေးတွေလည်းစိတ်ဝင်စားရဆိုလေ့လာပြီးတော့ဖတ်ရှုနိုင်ပါတယ်ရှင့် အဲ့လိုမျိုးဒါနိုင်ငံတစ်ခုမှာဖြစ်ပြီဆိုအဲ့လိုမျိုးစံသက်စစ်ဆေးခံရတာပေါ့နော်လူလုံငလင်ဆိုတော့ဒါအရေးယူတဲ့ကိစ္စတွေကဒီနိုင်ငံမှာလည်းကြုံနိုင်နေရှင့်ကျွန်မခုပြောပြတဲ့ပူးတုဒါလေးနဲ့အခုကမ္ဘာမှာသုံးပွင့်ဆိုင်သွားတဲ့နိုင်ငံတွေရဲ့အခြေအနေကိုလေ့လာဆန်းစစ်လိုက်မယ်ဆိုတော့အီရန်နိုင်ငံမှာနျူကလ িয়ার စံသက်မှုတွေလုပ်ခဲ့တယ်ဆိုပြီးတော့ဒီလိုငလင်တွေကနေတဆင့်ထိသွားခဲ့ပုံရပါတယ်ရှင့်ဒါကြောင့်အရေးယူမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်အမေရိကန်နိုင်ငံတွေနဲ့ကသူများနိုင်ငံကိုတေချာမှုမရှိဘဲနဲ့အဲ့လိုမျိုးပြစ်ခတ်တာတွေတိုက်ခိုက်တာတွေလုပ်ဖို့ဆိုတာသူ့အတွက်ကလည်းစွန်စားရရောက်ပဲရှင့် တခုခုဆိုရင်သူလဲဒါဥပဒေအရပေါ့နော်ရည်ရွယ်ခံရတဲ့ကိစ္စတွေဆိုတာရှိတယ်။ကျွန်တော်တို့ကမှာဆိုတာ UN လို့ပေါ့ရှင်ကဘာမှာရှိတဲ့နိုင်ငံတွေရဲ့လုံဆောင်ချက်တွေကိုပြန်ပြီးထိန်းချတဲ့အဖွဲ့အစည်းတွေရှိတတ်တာကိုရှိရတဲ့အတွက်သူကလည်းမတေချာပဲလုပ်ရမှာမဟုတ်ဘူးပေါ့နော်။တေချာမှုရှိရတဲ့လုပ်တယ်လို့တော့မြင်ပါတယ်။ဒါပေမဲ့ခါကြရင်တေချာမှုလေးကတလောက်ပဲဆိုပေမဲ့လှုပ်ရှင်စိတ်ကတလောက်ကြီးရှိနေအောင်လည်းမပြောတော့ဘူးပေါ့နော်။အဲ့လိုဇာလန်းနေလည်းရှိနိုင်ပါရဲ့ရှင့်။ ဒါကြောင့်အခုဒီသတင်းလေးကိုဆက်ဆက်ပြီးစဉ်းစားရမယ်ရှင်လို့ဆိုတော့ကမ္ဘာနိုင်ငံကြီးကတော့စိုးရိမ်ပေါ်ရာအခြေအနေပဲအင်မတန်အန္တရာယ်ကြီးလွန်းလာတဲ့နျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ရေးမပိုင်ဆိုင်ရေးကိစ္စနဲ့ပြဿနာတက်နေကြပြီဖြစ်တဲ့အတွက်တတိယကမ္ဘာစစ်ဆိုတဲ့အရာထီကိုချင်းကပ်သွားမလားဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါရဲ့ရှင် စစ်ဆိုတဲ့သဘောတရားကတော့ဘယ်သူ့ဘက်မှာကောင်းကျိုးတွေမရှိရမှန်ပါပဲရှင်ဒါကြောင့်ကျွန်တော်နိုင်ငံလေးနဲ့ကလည်းဒါရိုက်ဒီပေါ်ပတ်သက်မှုမရှိဘူးဆိုရင်တော့မှဆရာဆရာကြီးချကြပြီဆိုရင်ကျမတို့ကကျွမ်းနှကောင်ကြတဲ့မြေစာပင်လုံးနိုင်ငံဖြစ်သွားနိုင်ငံရှင့်အစကလေးကလည်းကိုယ်နိုင်ငံမှာတည်ရတိုင်းပဲလေ တဲ့မလားအဲ့လိုမျိုးပေါ့နော်ဟိုအတွင်းမီးကတပူပူဆိုတော့အပြင်မီးပါထပ်ကူးမယ်ဆိုရင်ကျမတို့အရန်ဒုက္ခရောက်နိုင်တယ်ရှင့်စစ်ပွဲဆိုတာဘသူတော်မှာမကောင်းပါဘူးဒါပေမဲ့လည်းဖြစ်သွားပြီးဖြစ်တဲ့အတွက်ကျမတို့ကစောင့်ကြည့်ပြီးတော့ငါတို့တော့ဘလို့မျိုးပေါ့နော်ဘလို့ကွက်လေးကနေရှောင်ရမလဲရှားရမလဲဒီဟာခွေးယူပြီးတော့ငါတို့နိုင်ငံအတွက်ကိုဘယ်နာသုံးချရမလဲဆိုတာလေးကိုပဲဆက်လက်စဉ်းစားတော့မှာပေါ့ရှင့် ဒါလေးသာသတင်းသုံးသပ်ချက်လေးအနေနဲ့ကျွန်မအနေနဲ့ပြောကြားလိုက်ပြချင်တော့ရှင့်မိဘပြည်သူများကိုကျွန်မအမေရိကန်နိုင်ငံကစစ်ပွဲတွေပါဝင်လာပြီဆိုတဲ့အကြောင်းလေးနဲ့ပေါ့နော်သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပြောပြပေးရခါမှဆိုရင်အမေရိကန်စစ်သားတွေနဲ့ပတ်သက်တဲ့အကြောင်းလေးကျွန်မနည်းနည်းပြောပြချင်ပါတယ်ကျွန်မအနေနဲ့လည်းဆက်ဆက်လေးရသတင်းလေးတစ်ခုရှိရရှင့်အဲ့ဒါပါလဲဆို RFA မှာလုံးလုံးနေတဲ့သတင်းတောက်တယောက်ပါဆိုရင်စော့ဖို့ပွားဆိုတဲ့ပုဂ္ဂိုလ်ပေါ့နော်အမေရိကန်စစ်သားလို့သွားခဲ့ရရှင့်မိဘပြည်သူတို့သိရတဲ့အတိုင်းပဲ RFA ဆိုတာကလက်ရှိမှာရပ်တန့်သွားပြီဘာကြောင့်ရပ်တန့်သွားရလဲဆိုရင် ဒေါ်နယ်ထရန့်တက်လာပြီးတဲ့အခါမှာဆိုရင်ဒီသတင်းဌာနတွေပေါ်မှာပေါ့နော်သူ့အနေနဲ့ဘတ်ဂျက်ဖြတ်တောက်တဲ့ကိစ္စတွေလုပ်တယ်သူပေးတဲ့ပတ်စံအကျိုးရှိအသုံးမချဘူးဆိုတော့ data တွေထွက်လာတဲ့အတွက်ဒါဖြတ်တောက်လိုက်တာဖြစ်တယ်အဲ့လိုဖြတ်တောက်တဲ့ခါမှာမြန်မာနိုင်ငံသား RFA မှာလုံးလုံးနေသူတွေအလုံးပြုတ်သွားတဲ့ကိစ္စတွေရှိခဲ့တယ်ပေါ့နော်ဒီတော့ကျွန်မအရှင်တော့လည်းပြောပါတယ်တို့ RFA မှာအလုံးမလုံးရတော့ဆိုရင်အမေရိကန်မှာဆက်လက်ရက်တီဖို့အတွက်ခက်ခဲမယ်ဒါကြောင့်တို့အနေနဲ့ရှာဖွေရမယ့်လမ်းကြောင်းတွေပေါ့နော်ရှိလာလိမ့်မယ်ဆိုတော့အဲ့လမ်းကြောင်းတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်မအနေနဲ့သတင်းတင်ဆက်ပူပါရှင့် အခုဒီဆော့ဖုတ်ခွားဆိုတဲ့ပုံကအရဖီယာနဲ့လှုပ်ထွက်လိုက်ပြီးရဲ့နောက်မှာဆိုရင်သူမြန်မာနိုင်ငံကိုပြန်မလာခြင်းဘူးပြောရမယ်ဆိုသူတို့ကရှင်လက်သုံးချောင်းမျိုးဆက်တွေဆိုတော့လေပြန်မလာခြင်းဘူးဒါကြောင့်အမေရိကန်မှာသူဆက်လက်နေထိုင်နိုင်ဖို့အတွက်ကိုအမေရိကန်စစ်သားဝင်လုပ်ခဲ့တဲ့ရှင်အဲ့တော့ကျမအနေနဲ့ဘူးတုဒအနေနဲ့အရင်ဆုံးပြောပြပေးမယ်ပေါ့နော်ဒီလိုမျိုးအမေရိကန်စစ်သားလှုပ်လိုက်တဲ့အတွက်မြန်မာနိုင်ငံသားတယောက်ကဘလို့ခွင့်ရေးတွေရနိုင်လဲဆိုတာလေကျမအရင်ဆုံးပြောပြမှာဖြစ်မယ်ရှင်ကောင်းကျိုးလေးအရင်ပြောမှာပေါ့နော်ပြီးတော့မှဆိုးကျိုးလေးလာမယ်ရှင်ကောင်းကျိုးကပါလဲဆိုတော့ဒီမြန်မာနိုင်ငံသားတယောက်ကအမေရိကန်စစ်တပ်ထဲဝင်လိုက်မယ်ဆိုတော့နိုင်ငံသားဖြစ်ခွင့်ကို ပို့ပြီးတော့မြန်မြန်ဆန်ဆန်ရနိုင်နေရှင့်သူတို့နိုင်ငံမှာဆိုရင်အခြားနိုင်ငံသားတွေအမေရိကန်စစ်သားလုပ်မယ်ဆိုရင်သူက MAVNI အစီအစဉ်အရအရေးချင်းပြည်မီတဲ့သူတွေကိုနိုင်ငံသားဖြစ်ခွင့်အမြန်ဆုံးလုပ်ပေးရရှင့်ပုံမှန်အဖြစ်တစ်နှစ်ကနေ၃နှစ်အတွင်းလုပ်ပေးလို့ရှိရယ်စစ်မှုထမ်းကာလအတွင်းမှာနိုင်ငံသားဖြစ်ဖို့အတွက်ကိုသူကရှောက်ထားနိုင်ပြီးတော့ကနအူး green card ရရှိပြီးတဲ့တစ်နှစ်အတွင်းမှာရှောက်ထားနိုင်ပါတယ် ဒါမှမဟုတ်နိုင်ငံသားဖြစ်ခွင့်အတွက်သူတတ်မှတ်ရည်အချင်းတွေတော့ရှိရပါတော့။ဥပမာသူတို့ဘာသာစကားကိုကျွမ်းကျင်ရမယ်။ပြီးရခါမှာရာဇဝင်မှုကင်းရှင်းရမယ်ရှင်။ဒါလေးတော့လိုအပ်ပါတယ်။ပြီးတော့ဒီအမေရိကန်စစ်သားလုပ်လိုက်မယ်ဆိုသူပညာရေးထောက်ပံ့နေရတယ်။ GNP အစီအစဉ်နဲ့တက္ကသိုလ်ကျောင်းသားကတွေစစ်တပ်ကပေးတယ်။လေ့ကျင့်ရေးအတွက်ငွေကြေးထောက်ပံ့မှုတွေပေးရရှင်။တစ်နှစ်ကဒေါ်လာ2000လောက်ထိရှာပါတယ်ရှင်။ပြန်စစ်တပ်အတွင်းမှာပဲပညာသင်ယူခွင့်နေလဲရပါတယ်။စီးပွားရေးအကျိုးခံစားခွင့်အနေနဲ့ဆိုတော့လာစာရေးရတယ်၊ကျန်းမာရေးအာမခံရေးရတယ်၊အိမ်ယာချင်းငွေရတယ်ပြီးတော့အငိမ့်စားစနစ်တွေမှာလည်း ဆက်လက်ပြီးတော့အကျိုးခံစား권နေရှိပါတယ်။စစ်မှုထမ်းပြီးရဲ့နောက်မှာဆိုရင်လည်းအစိုးရလုတ်ကိုင်းတွေမှာဦးစားပေးပြီးခန့်အပ်ခံအားရတိုင်းတဲ့အခြေအနေလည်းရှိပါရဲ့ရှင့်။ဒါကသူတို့စစ်တပ်တံဝင်လို့ရှိရင်ရရှိနိုင်တဲ့ကြိုးကြီးစုတွေပေါ့နော်မြန်မာနိုင်ငံသားတွေမေဒီကန်စစ်သားလုပ်နေတာရှိပါရဲ့ရှင့်ကျမတို့လည်းကိုယ်ရင်ကသိခဲ့ပါတယ်သူတို့ရရှိရဲ့အရာရတော်များရတယ်ပေါ့နော်မြန်မာနိုင်ငံနဲ့တွေ့ရင်တော့များတာဝါရှင်တန်လိုချိန်နေပေါ့ဒီတော့ဆော့ဖိုကားဆိုတဲ့ပုဂ္ဂိုလ်က RFA ကရပ်တန့်သွားတဲ့အချိန်မှာအမေရိကန်စစ်တပ်တံဝင်လိုက်တဲ့ရည်ရွယ်ချက်ကအမေရိကန်စစ်သားလုပ်ချင်လို့လည်းမဟုတ်ဘူးအမေရိကန်စစ်တပ်ကို ဟိုအကျိုးပြုကြလို့လည်းမဟုတ်ဘူးအမေရိကန်နိုင်ငံချစ်လို့လည်းမဟုတ်ဘူးအမေရိကန်နိုင်ငံသားတွေချစ်လို့လည်းမဟုတ်ဘူးအမေရိကန်လုံခြုံရေးအတွက်ကိုလှုပ်ချင်တာလည်းမဟုတ်ဘူးသူ့ရဲ့ဘဝရည်တည်အတွက်ကိုသူဝင်လိုက်တာသူ့ရဲ့ရည်ရွယ်ချက်ကတော့တော်တော်ကောင်းပါတယ်တောင်းပါတယ်ရှင်တော့တကူကောင်းစိတ်နဲ့ဝင်လိုက်တာပေါ့နော်ဝင်လိုက်တာဝင်လိုက်တဲ့အတွက်အမေရိကန်နိုင်ငံစစ်တပ်တွေရောက်သွားပြီဝါရှင်ရောက်သွားပြီရဲဘော်ဖြစ်သွားပြီဖြစ်တဲ့အတွက်သူကဘယ်လိုနေရာမှာတာဝန်ထမ်းဆောင်ရနိုင်လဲဆိုတဲ့ကိစ္စလေးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့သူ့နေတဲ့တာဝန်ထမ်းဆောင်ရနိုင်ကြီးရှိရဲ့ပေါ့နော်စစ်ဌာနချုပ်ကတော့ Pacific တိုင်းစစ်ဌာနချုပ်မှာဆိုရင်တဲ့ သူကအာရှဒေတာဆိုင်ရာတက်ဖွဲ့ရှိရဲအဲ့ဒီမှာတာဝန်ထမ်းဆောင်ဖို့အတွက်ကတော့လားလာပုံများတယ်ဆိုပြီးတော့ကျွန်မလေ့လာသိရှိရပါတယ်ရှင့်ပြီးတော့ဒီပုဂ္ဂိုလ်ကအမေရိကန်စစ်သားတော့ဖြစ်သွားခဲ့တယ်သူတာဝန်ထမ်းဆောင်နိုင်တာတွေကတော့အမေရိကန်နိုင်ငံမှာဆိုတာထက်ပြင်ပနေရာတွေမှာတာဝန်ထမ်းဆောင်ဖို့များတယ်ပေါ့နော်ဒါဆိုရင်သူကမြန်မာနိုင်ငံမှာရှိရဲအန်ယူဂျီပီတီရဲ့အကြမ်းဖက်တင်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့သတင်းတောက်ဖို့ကတော့ဗတ်လိုက်ပြီးပြောခဲ့တာတွေဆိုခဲ့တာတွေအားပေးခဲ့တာတွေရှိခဲ့တယ်ဆိုရင်အခုအမေရိကန်စစ်သားဘဝမှာဒါတွေဆက်လက်လုံဆောင်မယ်ဆိုရင်သူဘာတွေကြုံရနိုင်လဲဆိုတာလေးကျွန်မလေ့လာထားပါရှင့် အဲ့ဒါလေးတွေကတော့ဒီအမေရိကန်စစ်တပ်ရဲ့မူဝါဒထုံးတမ်းလေးကိုကျွန်မအရင်ဆုံးပြောပြမယ်ပေါ့နော်အမေရိကန်စစ်သားတွေကဆိုရင်သူတို့နိုင်ငံနဲ့သူတို့နိုင်ငံပြင်ပမှာရှိရဲဘယ်နိုင်ငံရဲ့နိုင်ငံရဲ့အရှုပ်ရှင်းတဲ့မှာမှပါဝင်လို့မရပါဘူးရှင့်ဘလို့အစုံရောက်လှုပ်ရှားမှုမျိုးကိုမဆိုလဲပါဝင်လို့မရပါဘူးရှင့်ဒီလိုပါဝင်နေဆိုသူတို့ကစစ်သားကုန်နဲ့မညီတဲ့အပြုတ်ဘူးဆိုပြီးတော့သတ်မှတ်ထားပါရှင့်အမေရိကန်စစ်တပ်ရဲ့တာဝန်ကနိုင်ငံတော်ရဲ့အမျိုးသားလုံခြုံရေးနဲ့နိုင်ငံခြားရေးမူဝါဒကိုကာကွယ်ဖို့ပဲဖြစ်ပါရှင့် ပုတ်လိကနိုင်ငံရေးလှုပ်ရှားမှုတွေမှာဝင်ရောက်ဆုတ်ဖက်ခွင့်လုံးဝမရှိပါဘူးရှင့်ဒီတော့ဆုတ်ဖက်ခွင့်ကအမေရိကန်စစ်သားဖြစ်သွားခဲ့ပြီပြောရမလို့ဆိုချင်းနဲ့ကြက်လီဖြစ်သွားခဲ့ဖြစ်တဲ့အတွက်သူဟာမြန်မာနိုင်ငံမှာရှိတဲ့ဘီတက်တွေအန်ယူဂျီရဲ့အစံပတ်မှုတွေကိုလက်သုံးချောင်းထောင်ပြီးတော့အားပေးတာရဲ့ကူညီတာရဲ့လုပ်မယ်အဲ့ဒီလုပ်တဲ့တပ်တွေတွေကိုအမေရိကန်စစ်တပ်စီကိုပို့ပေးနိုင်ခဲ့မယ်ဆိုရင်သူကြုံရနိုင်တဲ့အရာတွေကတော့အမေရိကန်စစ်တပ်ရဲ့ UCMJ အရာ နိုင်ငံခြားနိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်ခြင်းဟာစစ်ဘက်ဆိုင်ရာပုံပြမှုနဲ့တစ္ဆာဖောက်မှုအဖြစ်ကိုသတ်မှတ်ထားပါရှင်။အကြမ်းဖက်လှုပ်ရှားမှုတွေကိုထောက်ခံခြင်းဟာနိုင်ငံတော်လုံခြုံရေးကိုချိန်ချမှုလို့ယူဆခံရနိုင်ပြီးတော့ပြင်းထန်စွာပြစ်ပခံရနိုင်ပါရှင်။ပြင်းထန်တဲ့အယူယူမှုတွေအနေနဲ့ကတော့စစ်ဘက်ဆိုင်ရာတရားရုံးမှာစစ်ဆေးခံရနိုင်တယ်။အဲ့ဒီမှာမှစစ်ဆေးတွေ့ရှိရဲဆိုရင်ပြစ်ဒဏ်အနေနဲ့စစ်တပ်ကနေပြီးတော့နှုတ်ထွက်ရမယ်။ထောင်ဒဏ်အနည်းဆုံး၅နှစ်ကနေပြီးတော့အများဆုံးတသက်တကြွန်းထိကျနိုင်တယ်ရှင်။ပြီးတော့အမေရိကန်နိုင်ငံသားဖြစ်ခွင့်ကိုလည်းပြန်လည်ရုပ်သိမ်းခံရမှာဖြစ်တယ်လို့ သူလုံလိုက်တဲ့လုပ်ရက်ကအမေရိကန်နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒကိုထိခိုက်သွားမယ်ဆိုရင်ဖက်ဒရယ်တရားရုံးမှာပါတရားစွဲဆိုခံရနိုင်ပါရဲ့ရှင့်ဒီလိုဖြစ်စဉ်မျိုးလည်းအရင်ကဥပမာရှိခဲ့ပါဗျာ အရှိလေပိုင်းပြိပခါတွေမှာအစွန်ရောက်အုပ်စုတွေကိုထောက်ခံခဲ့တဲ့စစ်သားတွေကဆိုရင် UCMJ ရအပြင်းထန်ဆုံးရေးယူမှုတွေခံခဲ့ရဘူးတဲ့တပ်တွေတာဒကတွေလည်းအများကြီးရှိပါရဲ့ရှင့်ပြီးတော့ဆော့ဖို့ခွားရဲ့အနေအထားကိုဆက်လက်ပြီးတော့စဉ်းစားရမယ်ဆိုတော့ဆော့ဖို့ခွားသည်အမေရိကန်စစ်သားဖြစ်သွားပြီဖြစ်တဲ့အတွက်သူ့မှာအကျိုးခံစားခွင့်တွေတော့လက်ရှိရှိနေမယ်ဒါပေမဲ့အမေရိကန်မှာရှိနေတဲ့ NUG ရဲ့အကြမ်းဖက်အားပေးတဲ့အကြမ်းဖက်ထောက်ပို့တွေငွေကြေးခွာချမှုတွေနော်ငွေကြေးလိမ်လည်မှုတွေတရားမဝင်ပစ္စည်းရောင်းဝယ်နေတဲ့သူတွေတရားဝင်ဈေးကွက်တွေမှာလှုပ်ရှားနေတဲ့မြန်မာလူမျိုးတွေနဲ့သူဟာပေါင်းသက်ဆက်ဆံပတ်သက်မယ်ဆိုရင်တော့ သူရရှိမဲ့အပြစ်ဒဏ်ကတော်တော်ကြီးကြီးမားမားဖြစ်ပါလိမ့်မယ်ရှင်။ဘာကြောင့်လဲဆိုတော့သူကအမေရိကန်စစ်တပ်ရဲ့တရားဝင်စစ်သားဖြစ်သွားတာကြောင့်ပါပဲရှင်။ကျမကူပြပြတာကတော့ဒီပုံကောဆိုရင်အမေရိကန်စစ်တပ်ကဝင်သွားတာကောင်းလားဆိုးလားဆိုတာကိုသူ့အတူစဉ်းစားဆင်ခြင်တင်ပါပြီ။ပြီးတော့ဘလိုနေရာမှာတာဝန်ထမ်းဆောင်အောင်လဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းတယ်နော်။အမေရိကန်စစ်တပ်ကိုဝင်သွားတဲ့မြန်မာနိုင်ငံသားတွေကအမေရိကန်နိုင်ငံမှာပဲအေးဆေးနေပြီးတာဝန်ထမ်းဆောင်လို့မဟုတ်ဘူး။အခုဆိုရင်မနေ့တနေ့ကမှအမေရိကန်နိုင်ငံကလည်းစစ်ပွဲတွေဝင်သွားခဲ့ပြီဖြစ်တဲ့အတွက် မေရိကန်စစ်သားလုပ်သွားတဲ့သူတယောက်ကအင်မတန်အန္တရာယ်များတဲ့စစ်မြေပြင်ကိုတာဝန်ထမ်းဆောင်ဖို့အတွက်ကိုလည်းစေလို့ခံရနိုင်နေရှင်။အော်မြန်မာနိုင်ငံမှာစစ်မှုထမ်းမှာကြောက်လို့အမေရိကန်ထွက်ပြေးသွားတယ်။အမေရိကန်ရောက်တော့အမေရိကန်စစ်တပ်ထံမှာစစ်မှုထမ်းပြီးတော့စစ်မြေပြင်သွားရတယ်ဆိုတော့ဘိုးကကံကြမ်းမလဲစမ်းကြဲလိုက်တာရှင်။တခုတော့ရှိပါတယ်။ဒီပုဂ္ဂိုလ်ကဆိုရင်တရင်တောက်ဘိုးကမှမြန်မာနိုင်ငံမှာဖြစ်နေတဲ့စစ်ပွဲတွေကိုအားပေးခဲ့တဲ့သူဖြစ်တဲ့အတွက်စစ်ပွဲတွေရောက်သွားတာကတော့သူ့ရဲ့မှန်ကန်တဲ့ကံတရားလို့ပဲထင်ပါရှင်။သူတာဝန်ထမ်းဆောင်နေတဲ့စစ်တပ်အတွင်းမှာအနေနဲ့ကိကိနဲ့တာဝန်ထမ်းဆောင်နိုင်မလား။ သူလှုပ်ဆော်ခဲ့တဲ့မြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေလိုဘဝမျိုးနဲ့စစ်ရဲ့အနှိမ့်ထိုင်ုံတွေနဲ့ကြုံတွေ့ရမလားဆိုတာကတော့သူ့ရဲ့ကံတရားသာဖြစ်ပါလိမ့်မယ်ရှင်ဒီလောက်ထိတော့ကျွန်မလိုက်ပြီးတော့မသုံးသပ်နိုင်တော့ပါအောင်ရှင်ဒါကြောင့်အမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့သူအနေနဲ့ကလည်းအမေရိကန်စစ်တပ်တွေဝင်မယ်ဆိုရင်အကျိုးမြတ်တွေရနိုင်တဲ့အတွက်ဝင်ခြင်းဝင်လိုက်ပါနော်အားကြောင့်လဲဆိုအခုချိန်မှာအမေရိကန်နိုင်ငံကလည်းစစ်သားတွေလိုအပ်နေမှာပါရှင့်မကြခင်အများကြီးလိုလာတော့မှာပါအဲ့ချိန်ကြလို့ရှင်ဘယ်နိုင်ငံသွားလို့သွားမှမသိရမြန်မာနိုင်ငံသားတွေအနေနဲ့အမေရိကန်စစ်တပ်တွေဝင်လိုက်ပါရှင့် မသိလို့ကြံမယ်ဆိုရင်တော့အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရမှာလေပွားနေရင်ကြီးလိုက်ပေါ့ဗောဘာကြောင့်လဲဆိုတော့အမေရိကန်နိုင်ငံမှာရှိနေတဲ့သူတွေလှုပ်ဆော်လို့ကျွန်မနိုင်ငံသားတွေလည်းတိတ်ဆုံးခဲ့ရတယ်စစ်ပွဲတွေမှာရောက်ရှိခဲ့ရတယ်မသိလို့ကြံတာတချို့တွေอ่ะဒီလိုကံတရားမျိုးထတ်တူရှိလာတယ်ဆိုတော့ဒါတရားမျှတမှုပဲပေါ့ရှင့်ဟုတ်တယ်မလားကျွန်မတို့ရဲ့ကမ္ဘာလောကကြီးကတရားမျှတတယ်လို့ကျွန်မမြင်လာပြီရှင့်ဘာကြောင့်လဲဆိုတော့ကျွန်မနိုင်ငံမှာကြုံခဲ့တဲ့ကံတရားအတိုင်းအမေရိကန်နိုင်ငံလူတွေကြုံလာပြီလေ ကျမတို့ကိုကျင်းတဲ့ချက်ထဲကိုရိုက်ထည့်ခဲ့ကြတဲ့မြန်မာနိုင်ငံသားအချို့ကအမေရိကန်လိုနိုင်ငံကိုပြေးသွားခဲ့တာအခုကျတော့အမေရိကန်နိုင်ငံကသူတို့ကိုကျင်းတဲ့ချက်ထဲဆွဲထည့်လိုက်ပြီရှင့်သူတို့နိုင်ငံမှာရောက်ရှိလာတဲ့နိုင်ငံသားသားတွေကိုနီလန်ပေါင်းစုံနဲ့သူတို့ပေါင်းထုတ်ဖို့ကြိုးစားတယ်ပထမကြည့်တော့သူတို့နိုင်ငံအတန်ရှင်ရဲ့အတွက်ကိုလှုပ်တလို့လို့ဆိုပေမဲ့သူတို့အနေနဲ့ကြီးမားတဲ့စစ်ပွဲတစ်ခုရင်ဆိုင်ရတဲ့အခါမှာစစ်သားလိုအပ်ချက်အတွက်ဒီလိုမျိုးနေရာတွေမှာဒီလိုလူတွေကိုအသုံးချဖို့အတွက်လည်း ကြိုတီစီမံထားတဲ့ကိစ္စလည်းဖြစ်နိုင်နေရှင်နိုင်ငံကြီးကအရန်ကြောက်ဖို့ကောင်းတယ်တကယ်ကိုဓာတီဂိမ်းပါပဲဒီတော့ကျမတို့ဓာတီဂိမ်းထဲမှာဒုက္ခရအောင်လုပ်ခဲ့ကြတယ်မြန်မာနိုင်ငံသားတွေအမေရိကန်ရောက်သွားတယ်ဆိုပေမဲ့အမေရိကန်နိုင်ငံကဓာတီဂိမ်းထဲမှာဝင်ရောက်ပြီးတော့ကစားခံရတဲ့ပုံးလေးတွေဖြစ်သွားတာကတော့ထတ်တူကြီးတဲ့ကံတရားလို့ပဲထင်ပါတယ်ရှင်။ဒါကြောင့်အမေရိကန်မှာရောက်ရှိနေတဲ့အထောက်ထားလည်းမရှိဘူးအမေရိကန်နိုင်ငံသားဖြစ်ချင်တဲ့ဆိုရင်တော့ကိုယ့်ရဲ့ယောက်ျားတွေကိုယ့်ရဲ့သားတွေကိုယ့်ရဲ့ဟိုပေါ့နော်ဟိုဦးလေးတွေဟိုအမေရိကန်စစ်သားပြေးလောက်လိုက်ပေါ့ရှင်။မသေးဘူးဆိုရင်တော့ အမေရိကန်နိုင်ငံသားအဖြစ်နဲ့ခံစား권လေးတွေရမှာပေါ့ရှင်။ကျမကတော့ဒီလိုလူတွေကိုကြည့်ပြီးတော့တန်ဝေကသာရှိပါတယ်ရှင့်။ကျမနိုင်ငံကတော့ဝေကြွေးတွေစက်ဖို့အချိန်ကုန်ခဲ့ပြီနဲ့တူပါတယ်။အဖြစ်ဖြစ်ကောင်းလာတော့မှာပါ။ကျမပြေဝယုံကြည်ပါတယ်။ဒီလိုပဲကျမနိုင်ငံကိုဝေကြွေးတွေစက်လို့ရအောင်စက်ခွင့်ရအောင်လုပ်ပေးခဲ့တဲ့သူတွေဟာလည်းဝေကျွေးတွေဆက်ဖို့အချိန်တန်တဲ့အခါမှာဆက်ကိုဆက်ရမှာဖြစ်ပါရှင့်သူ့အကျွေးရှိလို့ရှင်တေအောင်ဆက်ရတာကလောကတဘာဝတစ်ခုပါပဲရှင့် မိဘပြည်သူများရှင်ကျမရဲ့ဒီနေ့နောက်ဆုံးသတင်းလေးမှာဆိုရင်တော့သတင်းလေးဆိုတာအထက်မိဘပြည်သူများကိုအထွေထွေဘူးသုတလေးပေါ့နော်အဲ့လေးခုကျမပြောပြချင်တယ်တချို့တွေအတွက်လည်းအရန်လိုအပ်နေမယ်လို့ထင်နေရှင်တချို့တွေပေါ့နော်တချို့တချို့တွေအတွက်အရန်လိုအပ်နေမယ်ထင်လို့ကျမပြောပြတာပါအဲ့အထွေထွေဘူးသုတကဘာလဲဆိုတော့ Facebook page နဲ့ပတ်သက်တဲ့အထွေထွေဘူးသုတဖြစ်ပါရှင်မိဘပြည်သူတို့သိရတဲ့အတိုင်းလေတောင်ဆန်းစုကြည်ရဲ့ trust ဆိုချက်တရားဆိုရင်ပေါက်ကြားလာခဲ့တဲ့အဲ့ဒီမှာသူကဆိုရင် Facebook page ကိုတချို့ page ကိုသိရဲတချို့ page ကိုမသိဘူးဆိုတော့ထွက်ဆိုချက်တွေပေါ့နော်အဲ့လိုထွက်ဆိုချက်တွေထွက်လာတဲ့အခါမှာဆိုရင် share energy page ကိုသူသိရဲ energy ကထုတ်ထားတဲ့2020 2017ခါရထုတ်ထားတဲ့ page ကြောင့်သူမသိဘူးပေါ့နော်နှစ်ပေါင်းများစွာကြာနေတဲ့ page ကြောင့်သူမသိဘူးပေါ့နော်ဒီ share energy ကြောင့်သူသိရဲ share energy ကိုသိရတဲ့အကြောင်းအရာလဲကျွန်မတက်တင်ရတကွာဖော်ထုတ်ပြီးပြီးတောင်ဆန်းစုကြည်ကဒီ page ကိုဖွင့်မယ်ဆိုတော့ကိုတရားဝင်သူရဲ့အောင်ဆန်းစုကြည်ဆိုတဲ့အကောင့်ပေါ့နော်ဒါကျွန်မဒေါ်တက်မခေါ်တာမဟုတ်ဘူးနော်သူအကောင့်နံပါတ်ကျွန်မပြောပြတာဒီမှာတွေ့ရတဲ့အတိုင်းအကောင့်နံပါတ်ကအောင်ဆန်းစုကြည်ဆိုပြီးရှင်းထားတာဒေါ်မထည့်ထားအောင်ရှင့် နော်ဒီတော့အဲ့ဒီအကောင့်ကနေဂျင်ညာထားတာဖြစ်တဲ့အတွက်ဒီ page ရှိတော့သူသိရပေါ့နော်ဒီတော့ page ရဲ့သဘောတရားလေးကျွန်မပြောချင်တာ NID တရားအခုဘယ်လိုမျိုးလူတွေကိုလှည့်ပြားနေလဲဆိုတော့ NID Facebook page ကိုတဲ့ password ခိုးသွားပြီးတော့ပေါ့နော် password ခိုးသွားပြီးတော့သူတို့ကသူတင်ချင်းသလိုတင်ပါတယ်ဆိုပြီးပြောနေတဲ့အတွက်ကျွန်မ Facebook page သဘောတရားလေးကိုပြောချင်တာ Facebook page ကိုထောင်ဖို့အတွက်အရင်ဆုံး Facebook account တစ်ခုရှိရမယ် Facebook page နဲ့ account တွေကမတူဘူးရှင် Facebook page မှာ owner ဆိုတာရှိတယ် Facebook account ကတော့တူးချင်းပဲသုံးရတာ personal သုံးတာပေါ့နော် Facebook page ဆိုတာကစီးပွားရေးအတွက် လုပ်ငန်းတွေအတွက်အဖွဲ့အစည်းတွေအတွက်သုံးကြတာ Facebook page မှာဆိုရင် owner တယောက်ရှိတယ်ပြီးတော့ admin တွေအများကြီးကိုခန့်လို့ရရရှင့် Facebook page တခုမှာကျွန်မအရင်တော့အလုပ်လုပ်ခဲ့တဲ့အနေထားရဆိုတော့ကျွန်မကဒီ Facebook marketing ကိုတခြားလုပ်ခဲ့တဲ့သူတွေဆိုတော့ထောက်လို့ချင်ရေလို့နော်အဲ့ Facebook လောကောက်သိရနော် Facebook ရဲ့သဘောတရားကိုကျွန်မသိရရှင့်ဒါကြောင့်ကျွန်မပြောပြနိုင်တာကျွန်မလုပ်ခဲ့တဲ့အတွေ့အကြုံရဆို Facebook page တခုမှာ admin 3ယောက်ကနေပြီးတော့ဒါ၄၅6ယောက်6ယောက်10ယောက်လောက်ထိကိုခန့်တက်တယ် NLD page ပေါ့နော်ချဲ NLD page ဟာဆိုရင်လည်းဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်စာဝင်ရှိတဲ့ admin တူအနေနဲ့သူ့ရဲ့အနေထားက Facebook page တစ်ခုကိုဖွင့်နိုင်တဲ့အနေထားမဟုတ်ဘူးဆိုတော့မှသူဒီအဲ့ဒီ page မှာ admin အနေနဲ့တာဝန်ယူထားတယ်။ဒါဆိုရင်အဲ့ဒီချဲ NLD page မှာ owner တယောက်ရှိရဲ့ရှင်။အဲ့ဒီ owner ကဘယ်သူလဲ။ဒါနံပါတ်1မေးခွန်း ုတ်တယ်နော်တချို့မစဉ်းစားတက်လို့ကျွန်မပြောပြတာနောက်ထပ်တစ်ခုကပါလဲဆိုအဲ့ဒီ Facebook page တစ်ခုလုံးမှာအဲ့ဒီ admin owner admin ကလုံးပိုင်ခွင့်အရှိဆုံးပဲရှင်။ तू ကတခြား admin တွေကိုထုတ်နိုင်တယ်။ admin အစ်စ်တွေကိုထည့်နိုင်တယ်ရှင်။သူ့တော့ဘယ်သူမှသွားပြီးတော့ကြော်ပြီးတော့လုံးဆောင်လို့မရဘူး။ဘာကြောင့်လဲဆိုတော့ तू က owner ဖြစ်နေတဲ့အတွက်နောက်ထပ်တစ်ခုက Facebook page passport ဒီလွယ်လွယ်ကူခိုးလို့ရတဲ့ကိစ္စမဟုတ်ဘူးရှင်။ NLD က page ထောင်တဲ့အခါမှာ NLD party ဝင်နေတဲ့ကပြောရေးဆိုခွင့်ရှိတဲ့သူတွေ digital marketing ကင်တဲ့သူတွေနဲ့ lobby အချို့ကိုပဲ admin ပေးထားမှာပဲ။ admin ဆိုတဲ့နေရာမှာ editor ဆိုတဲ့ရာထူးလည်းရှိသေးရယ်နော်တချို့က admin မပေးထားဘူး editor အနေနဲ့ပဲထည့်ထားတာ posting လို့ရတယ် page နဲ့ပတ်သက်တဲ့ဟာတွေဆုံးဖြတ်လို့မရအောင်ပြီးတော့နောက်ထပ်တစ်ခုရှိတာက facebook page ကိုကင်နေတဲ့ admin တွေရဲ့ location တွေကိုဘယ်သူမှမသိနိုင်ဘူးရှင့် Facebook page ကအားလုံးကိုလုံခြုံစွာနဲ့သူကစီမံထားတာ။ဒါကြောင့်အခုချိန်ထိမိဘပြည်သူတို့သတိထားကြလိုက်။ Facebook မှာဆိုရင် အကြမ်းဖက်အားပေးနေတဲ့ PDF တွေရဲ့ page အသေးလေးတွေအများကြီးရှိရဲ့။အဲ့ဒီ page တွေကိုကျွန်မတို့နိုင်ငံတော်ကမဖမ်းနိုင်သေးဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီ page admin တွေရဲ့ location တွေကိုမသိနိုင်တဲ့အတွက် တယောက်မိပြီဆိုတော့မှဖုန်းထဲကနေပါလာတဲ့အကောင့်လေးပြီးတော့ထက်ဆင့်ထက်ဆင့်လိုက်ပြီးတော့ဖမ်းရတာရှင့်အဲ့လိုသား Facebook page ရဲ့ admin နေ location ကိုသိနိုင်မယ်ဆိုရင်ဖမ်းရတာလွယ်လွယ်လေးပေါ့ရှင်ဟုတ်တယ်မလားဒီတော့ Facebook page ရဲ့ admin နေ location ကမြန်မာနိုင်ငံကပြောနေရလားနိုင်ငံခြားကပြောနေရလားဆိုတော့အတိအကျသိနိုင်နေဆိုရင်တော့အဲ့ဒီပုံကအဲ့ဒီ page ရဲ့ admin နေနဲ့ခင်မင်ရင်းနေတဲ့သူမဟုတ်လို့ပဲရှင့်သူမေးထားလို့သိတာ admin ချင်းချင်းတော့မသိဘူးเนาะ Facebook page ရဲ့သဘောတရားအလိုရှိရဲ့ရှင်တချို့တွေလုံးဝမသိဘဲနဲ့လူတွေကိုလိန်နေလို့ကျမကြားရတယ်နေပြောပြတာရှင်ပြည်သူတွေမလိန်ပါနဲ့ရှင်ကျမတို့မကြိုက်ပါဘူးရှင်ပြည်သူတွေကအလိန်ခံလို့တေးတောင်တေးသွားကြပြီချို့တွေနည်းနည်းလေးသူတို့ရဲ့တေးသွားခဲ့တဲ့အသက်တွေလည်းကိုချင်းစာကြပါအောင်ရှင်လောက်ခဲ့လောက်ခဲ့တယ်ဘောဘာဖြစ်လဲမှန်တိုင်းပြောလားဟုတ်တယ်ကျမတို့လက်သုံးချောင်းထောင်ခဲ့ပြီးတယ်စုပမှုတွေမှာအားပေးခဲ့ပြီးတယ်အခုကျမနောင်တရပါတယ်ဆိုတော့မှဒါကျမတို့ကလက်ခံပေးလို့ရအောင်မယ်ခွင့်လို့ပေးလို့ရအောင်မယ်အခုကပြောင်းလဲပြောင်းစားမလုံးလုံးဘူးလားရှင် ပြီးတော့နိုင်ငံရေးမှာ imminent threat ရှိပါတယ်ဆိုရင် NLD ပြည်တွင်းကအချုပ်ပုံကိုယ်တွေကျွန်မပြောချင်တာကျွန်တော်တို့တာမန်လူတွေတောင်မှ2021အစပိုင်းတော့ internet ရတာနဲ့ဒီတော်လှန်ရေးဆိုတဲ့အရာကြီးကမှားနေတယ်နိုင်ငံဒုက္ခရောက်နိုင်တယ်ဆိုတာကိုပြောလို့အိမ်ကနေထွက်ပြေးခဲ့ရတာအသက်မသေုံတမဲရှင်ဆိုင်ပြီးတော့ကျွန်တော်တို့နိုင်ငံအတွက်ပြောသိပြောထိုက်တာကျွန်တော်ပြောခဲ့တာ NLD တွေကဗာလဲကွက်ပြီးတော့ internet ပြတ်နေရလား internet ကကျွန်တော်တို့ပဲပြန်ရပြီသူတို့မရအောင်လားပြောပါအောင်ရှင့်သူတို့ရဲ့ Facebook အကောင့်တွေမှာသွားကြည့်လိုက်လို့ရှင်ဒီမြန်မာနိုင်ငံ ဒုက္ခရောက်နိုင်တယ်နော်ဒီလိုလုပ်နေတာမှားနေတယ်နော်ဆိုပြီးတယောက်မှပြောထားမှာမရှိဘူးစစ်ကောင်စီဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အားပေးထားတာပဲရှိတယ်။ဟုတ်လားစစ်ကောင်စီကိုဘလို့တော်လှန်ရမယ်ဆိုပြီးတော့ပြောထားတာပဲရှိတယ်။ငါတို့ NLD တွေဒီဘလို့တွေဒီလမ်းကြောင်းရှောက်ရမယ်ဆိုပြီးပြောထားတာပဲရှိရဲ့ရှင်။အဲ့ဒီတက်တွေကျွန်မလက်ထဲမှာဟုံရှိတယ်။အခုကြမှာပြည်သူတွေကိုလိန်တော့ကျွန်မတို့ကမသိကြအောင်ဆောင်ပေးနိုင်မယ်လို့ထင်ပါသလားရှင်။တခြားလူကတိကျအောင်ဆောင်အောင်ဆောင်မယ်ကျမတို့ဆောင်မှာမဟုတ်ဘူးရှင်။ဘာကြောင့်လဲဆိုတော့တိဆုံးသွားတဲ့ပြည်သူတွေကျမအားနာလို့ ကျမကိုယ်တိုင်လည်းမသေးလို့ကြံနေသူ NLD ကျမကိုတတ်ဖို့ကြိုးစားတာမသေးလို့ကြံနေသူရှင့်တခုတော့ရှိရယ်ကျမကိုသေအောင်မတတ်နိုင်တဲ့အတွက် NLD နောင်သားရနေမှာတော့သေကြတယ်တချို့ NLD နောင်သားရနေမှာသေကြတယ်ရှင့်เนาะဒီတော့ကျမကတော့ကျမစ조사ပြီးတော့မသေးအောင်တိဆောက်ခရရတဲ့အသက်ကိုတန်ဖိုးရှိအောင်လို့ရှေ့ဆက်ပြီးတော့ဗောနောပြည်သူတွေဒုက္ခပေးတဲ့သူတွေကိုကျမဖောက်ထုတ်နိုင်အောင်လို့조사မယ်ရှင့်ဘာကြောင့်လဲဆိုတော့ကျမဒီလိုမသေးသွားအောင်လို့ကျမကဲတင်လိုက်တဲ့နှကောင်းနှက်မြတ်တွေကကျမနိုင်ငံအတူရဲ့အမြင်မှန်ရစေဖို့အတွက်ကျမတက်သည့်တဲ့ပညာနဲ့ အားပြေဖို့အတွက်ပေးဆက်ဖို့အတွက်ကျွန်မကိုအသက်ရှင်ဝင်ပေးလိုက်တယ်လို့ပဲကျွန်မတွေ့ရရှင်။ဒါကြောင့်ကျွန်မတို့လောက်စားရှိရဆက်လုပ်ပါပါ။ခေါ်ရရှိရဆက်ဖို့ပါပါရှင်။လူချင်းမင်းတို့လည်းမိဘပြည်သူတွေမလိမ်ပါနဲ့တော့။လောက်ခဲ့ရင်လောက်ခဲ့တဲ့အတိုင်းဝန်ခံလိုက်ပါ။ဝင်ခံပြီးတော့မှအမားကိုအမားမန်တိလို့ပြောတာကတော့မိဘပြည်သူလိုလက်ခံပေးခြင်းနဲ့လက်ခံပါဝါရှင်ဒီလမ်းကြောင်းကိုပဲစဉ်းစားကြပါလို့ပြောချင်ပါတယ်ရှင်အခုချိန်ထိပြောင်းလဲပြောင်းစားလုပ်နေတာကတော့နိုင်ငံရေးတိုက်ခါမဲ့လုံးပါတယ်ရှင်ဒီလိုလူတွေကနိုင်ငံရေးသမားတွေဖြစ်ခဲ့ပါတယ်လို့ပြောရတာကရှက်ဖို့ကောင်းတယ်လေ ကိုယ့်ရဲ့နိုင်ငံရေးသိက္ခာကိုကိုယ်တိုင်ဖြန့်စီရမလုပ်ပါနဲ့လို့ပဲကျွန်မအနေနဲ့တိုက်တွန်းချင်ပါတော့တယ်ရှင်။ကျွန်မယနေ့သတင်းတင်ဆက်မှုလေးကိုဒီလောက်နဲ့ပဲရှင်းသားပြပါစေရှင်။ကျွန်မသတင်းတင်ဆက်မှုလေးကိုအမြဲတမ်းအားပေးခဲ့ကြတဲ့ပြည်ပသူများအားလုံးဆက်ကျန်းစာကိုကြားမှာကြပါ